့ခါမှာဆယ်ဖွဲ့အစိုးရ20စီးယုံနိုင်ခဲ့တယ်စီးယုံနိုင်ခဲ့တယ်ဒါပေမဲ့တော့အခုလိုမျိုးအာနာထိမှုပေါ့ခင်ဗျားတို့ပြောတဲ့အာနာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာတော့အဲဘယ်လိုခေါ်မလဲ NCA ကဆက်လက်စီးယုံနိုင်ခြင်းကိုမရှိတော့ဘူးဆက်လက်စီးယုံနိုင်ခြင်းမရှိတဲ့အပြင်ကိုရှိတဲ့အဖွဲ့အစည်းတော့မဟုတ်တော့ကအစိုးရ20เนาะဘလိုဟောမစရောချက်ခုတ်ချက်ခဲနဲ့စူဆောင်းထားတဲ့အဖွဲ့စည်း၁၀ဖွဲ့တည်းကနေပြီးတော့၆ဖွဲ့ကအခုဆိုလို့ရှိရင် ် NCA မှာပါဝင်ပတ်သက်ခြင်းမရှိဘူးသူတို့လုံးဝမတက်ဘူးပေါ့ဗျာနော်အဲ့တော့သူတို့ရဲ့ဆုံးဖြတ်ချက်ကမှန်သလားမှားသလားဆိုတော့ကျွန်တော်သုံးသက်ချင်တာပါနော်သုံးသက်သုံးသက်ချင်တာအဲ့တော့ခုပြောမစင်တော့ဦးမင်း online ပေါ့ဦးမင်း online စီယုံကြီးပေါ့ပထမအစိုးရ10ဖွဲ့ဒုတိယအစိုးရ2ဖွဲ့အခုတတိယအစိုးရဖြစ်တဲ့ဦးမင်း online အစိုးရကတော့သူ့လက်ထက်ရောက်မှာ6ဖွဲ့ပြန်ပြီးထွက်သွားတာဆိုတော့စီယုံကြီးတော်တော်ကောင်းတဲ့ဦးမင်း online အစိုးရကိုသွားတွေ့ရတယ်ပေါ့ဗျာနော်အဲ့တော့ ဒီ6ဖွဲ့ကအခုလုံးလက်မှတ်ထိုးရပြီဆိုတာလက်မှတ်ထိုးတာ brain ညင်ကြတယ်နော် brain ညင် brain ညင်နော် brain ညင်ဆိုတာ brain ညင်ဆိုတာကတိတက်တဲ့အထောက်ထားနေတဲ့ဂတိကဝတ်ထိုးထားတဲ့အဖွဲ့စည်းကဒီလိုမျိုးနောက်ဆုတ်သွားတယ်ဆိုတာကဒီလိုမျိုးပေါ့ NC agreement ကိုဟိုချိုးပေါက်သွားတယ်ဆိုတာကနိုင်ငံတကာအမြင်အားဖြစ်တော့လကောင်းနော်ဒီကျွန်တော်တို့ပြည်တွင်းကဂရီကိုဝိတရတော့လကောင်းပြည်တွင်းကနိုင်ငံရေးသမားတွေအမြင်ရတော့လကောင်းပါဗျာနော် လုံးဝချိုးဖောက်ရာရောက်တယ်နော်တကယ်ကိုချိုးဖောက်ရာရောက်တယ်အဲ့တော့အဲ့လိုအဖွဲ့အစည်းမျိုးတွေကိုအစိုးရအနေနဲ့ပြန်ပြီးတော့အကြမ်းဖက်အဖွဲ့အစည်းတွေညင်ညာလို့ရှိရင်လည်းဒါလုံတယ်လို့တော့ပြောလို့မရဒါပေမဲ့ဒါဒီကိစ္စမှာကျွန်တော်နှစ်ဖက်ကြည့်ရမှာနှစ်ဖက်ကြည့်ရမယ်ဆိုတဲ့နေရာမှာကအထက်၆ဖွဲ့ကမှားသလားမှန်သလားဆိုတော့ကျွန်တော်သုံးသပ်ပြမှာပါနော်အဲ့တော့ကျွန်တော်ကလည်းဖြစ်လို့ရှိရင်နှစ်ဖက်ကြည့်တဲ့အမြင်ရရှိတာဟုတ်ဗျာနော်နှစ်ဖက်ကြည့်တဲ့အမြင်နော်အဲ့တော့ ဦးသိန်းစိန်လက်နဲ့ရေးတာကိုတဲ့ဦးမင်းအွန်လိုင်းကခြေနဲ့ဖြတ်ခဲ့တာလေတဲ့ကိုမျိုးမင်းကပြောရနော်အဲ့တော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီနှစ်ဖက်ကြည့်ရမယ်အဲ့တော့ဒီ6ဖွဲ့ကမှန်သလားမှားသလားသူတို့မှလည်းသူတို့အမြင်ရှိနိုင်တယ်တကယ်၍ဗျာဟိုဦးသိန်းစိန်ရဲ့ကြိုးစားမှုဟောင်းဆန်းစုစီရဲ့ကြိုးစားမှုတွေအတူပေါ့ဗျာဆက်လက်ပြီးတွားနေတဲ့အချိန်မှာ ဒီ6ခွဲကနှုတ်ထွက်သွားတယ်လို့ဖြတ်လို့ဖြတ်စည်းလုပ်တယ်ဟဲ့ဆိုလို့ရှိရင်ဒီအဖွဲမှာအခုဒီအဖွဲရဲ့အမြင်ဘက်ကကြည့်မယ်ဟဲ့ဆိုပါလဲဆိုတော့ NCA ဆိုတာကအဖွဲစည်းအကုန်လုံးပါတာဟုတ်လွတ်တော်ပါလေဗျာလွတ်တော်ပါလေအစိုးရပါလေเนาะလွတ်တော်အစိုးရပြီးလို့ရှိရင်တက်မလို့ပြီးလို့ရှိရင် EAO နိုင်ငံရေးပါတီတယ်ပြီးလို့ရှိရင်နိုင်ငံတကာဟိုတက်တည်တက်ကရရရှိတယ်အဲ့တော့မှအခုလက်ရှိဦးမင်းအွန်လိုင်းကျင်းပတဲ့ချိန်မှာဘာတွေကလိုအပ်နေလဲဆိုတဲ့ခါကျလွတ်တော်မရှိဘူးဗျာအစိုးရအဖြစ်လဲ အခုလက်ရှိအစိုးရကတရားဝင်သလားမဝင်သလားဥမင်းအွန်လိုင်းကတရားဝင်သလားမဝင်သလားဆိုတော့အဲ့မှာစကားပြောတာအဲ့မှာစကားပြောတာအဲ့တော့ NCA ဒီတရားဝင်ပါသည် NCA ဒီကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကောင်းမွန်ပါသည်နိုင်ငံအတွက်အသိကိုကောင်းမွန်ပါသည်နော်အဲ့တော့ဒီတိုင်းသားလက်နက်ကင်များသည်လည်းဒီလက်မှတ်ထိုးရတဲ့သူတွေအားလုံးသည်လည်းကောင်းမွန်ပါသည်ပေါ့ဗျာနော်အဲ့တော့ဒါဒီနေရာမှာပါဆိုဥမင်းအွန်လိုင်းရဲ့ အခုတိုင်းသားတွေလက်နက်ကင်တွေတော်များအကြောင်းပြတဲ့အကြောင်းပြချက်ကဘာလဲဆိုတော့သူတို့ဘာကြောင့်မတ်တက်လဲဆိုရင်ဒီပေါ့2020ပေါ့2021ကအာနာသိမ့်လိုက်တယ်ဆိုတဲ့သူတို့ရဲ့အမြင်ပေါ့အဲ့ဒီအမြင်ကအဲ့ဒီအာနာသိမ့်မှုအာနာထိမ့်မှုကျွန်တော်ဒါကျွန်တော်ရဲ့ကိုယ်ပိုင်မြင်ပါနော်အကျွန်တော်ကဒီသုံးသက်ချက်လို့လည်းပြောလို့ရတာပေါ့အဲ့တော့အဲ့အာနာသိမ့်မှုအာနာထိမ့်မှုဟာတရားဝင်တဲ့ဟိတ်ဆိုလို့ရှိရင်တရားဝင်တဲ့ဟိတ်ဆိုလို့ရှိရင်ဒီ6ဖွဲ့ကမှားတယ်နော် ဒီအာနာသိမ့်မှုအာနာထိမ့်မှုဟာတရားအခြေခံဥပဒေရတရားမဝင်မှုခေဆိုရှင်အဲ့ဒီအခုအဲအန်စီမတက်တဲ့6ဖွဲ့ဟာမှန်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဒီအာနာသိမ့်မှုခင်ဗျားတို့ကတော့ဒီနေရာမှာအခုဥမင်းအွန်လိုင်းဘက်ကကြည့်ဒါဟာသူကခိတ္တအာနာထိမ့်လိုက်တာပါအဲ့တော့ကျန်တဲ့ခင်ဗျားတို့ပြည်သူတွေပေါ့ဗျာနော်ဒီဒီတော်လံပြည်သူတွေဘက်ကကြည့်ရင်တရားအာနာသိမ့်လိုက်တယ်ပေါ့အဲ့တော့ခင်ဗျားတို့သူ့အမြင်နဲ့သူကတော့ရှိနေကြပြီဖြစ်တယ်အဲ့ဒီအမြင်တစ်ခုမှာအမှန်နဲ့အမှားကကွဲသွားမှာဒီ6ဖွဲ့ရဲ့ န်စီမှာပေါဝင်ပတ်သက်ခြင်းမပတ်သက်ခြင်းပေါ့အမှန်မားကအဲ့ဒီအာနာထိမှုကတရားဝင်သလားဆိုတဲ့ပုံမှာသွားပြီးတော့အခြေစိုက်ပါတယ်ခင်ဗျာနော်နော်အဲ့တော့အခုကဲဒါဆိုလို့ရှိရင်ကျွန်တော်မေးမယ်ဗျာနော်ဒီ6ခွေမာလာမှန်သလားဆိုလို့ရှိရင်ကျွန်တော်မေးကြည့်မယ်အခုအာဦးမင်းအွန်လိုင်းရဲ့အခုအာနာထိမှုကတရားဝင်သလားမဝင်သလားအဲ့ဒါပဲခင်ဗျားတို့ပြောလိုက်အကယ်၍ဝင်တယ်ဟဲ့ဆိုရင်ဒီ6ခွေကသူ့ပြဿနာအတူရှင်းရမှာနော် တို့လုံးဝမားတယ်။ကဲဒီအာနာထိမှုဟာအဲဘယ်လိုခေါ်မလဲမားတယ်ဟိဆိုရင်အဲ6ခွေရမှန်တယ်။အဲ့တော့ခင်ဗျားတို့နည်းနည်းလေးကျွန်တော်စာလေးရေးပေးပါအောင်။မားသလားမှန်သလား။မားလားမှန်လားနည်းရေးပေးပါအောင်ဗျ။အနာထိနမှာလားအနာထိနမှာတရားမွန်တရားမွန်မှားတယ်မှားတယ်မှားတယ်တရားဝင်တယ် တရားစီစီတရားဝင်နေနော်ကျွန်တော်ပြောထားပြီးပါ ANC မလက်မှတ်ထိုးထားတဲ့အဖွဲ့တရားဝင်နေအဲ့တော့ဒီအာနာထိမ့်မှုအာနာသိမ့်မှုဟာခေါင်းခံမတော်ဝင်ရောက်မှာဦးမင်းအွန်လိုင်းအဲ့တော့သူတရားဝင်လားမဝင်လားဆိုတာကိုကျွန်တော်တို့ကအခုချိန်မှာကျွန်တော်မေးရမှာဖြစ်တယ်မှားတယ်လေမှားတယ်အဲ့မှားတယ်ဆိုရပြီတကယ်ပဲလားနော်ဒီမှာမပါဝင်တဲ့6ဖွဲ့ကခင်ဗျားတို့မှန်သွားပြီဗျတကယ်ရဲ့ ဒီချက်ကဟုတ်ဦးမင်းအောင်လာရဲ့အာနာထိမ့်မှုဟာတရားဝင်တဲ့ဆိုဒီ6ခွဲကမားတယ်အဲ့ဒါမှအဓိကကျွန်တော်တို့အဖြေထုတ်လို့ရမှာအမားတယ်ဆိုပြီးပဲမားတယ်ဆိုတာပြည့်ပဲမားတယ်မားပူများနေသလားအမားရွက်တက်နေမှန်တယ်ဟုတ်မစ်ကီကပြောတယ်မှန်တယ်နော်ကိုကိုကလည်းမားတယ်ဝင်းကိုမားတယ်ကောင်းကောင်းကောင်းအောင်ဖြေပြပါတယ်မားတယ်အမျိုးမင်းမားတယ်ရန်ဝေကောင်းမြမပြည့်ဥပဒေကိုနော်ပြည်သမန်တော့အဲ ခင်ဗျားတို့ခင်ဗျားတို့နဲ့အတူတူချက်ပြီးတော့ပြောရမယ်ညာခင်ဗျားတို့ကြီးပဲကျွန်တော်ကခေါင်းပေါ်လှမ်းပြီးခင်ဗျားတို့ပခုံးပေါ်ကြီးပဲဒီအမှန်မှားဆုံးဖြတ်ချက်ကိုလှမ်းတင်ပြီးလို့မရဘူးဗျအဲ့တော့နိုင်ငံတကာဆုံးဖြတ်ချက်တွေကျွန်တော်ကြည့်အောင်ဥမင်းအွန်လိုင်းအာနာထိမှုဟာတရားဝင်သလားမဝင်သလားနိုင်ငံတကာဆုံးဖြတ်ချက်တွေဆက်ကြည့်အောင်နော် ICJ ကပြောတယ်ဗျအာနာထိမှုဟာပြည်တွင်းဥပဒေနဲ့စန့်ကျင်တယ်နိုင်ငံတကာဥပဒေနဲ့စန့်ကျင်နေပါတယ်တဲ့ ICJ နော် UN ဆိုတဲ့အဖွဲ့အစည်းက ပြောတာနော် ICJ ကတရားခေါ်မှဆိုတော့အဲဥပဒေရရှိရပြောတာနော် အနာထိန်မှုကလုံးဝဆန့်ကျင်နေပါတယ်အဲ့နောက်ထပ်နိုင်ငံတကာအဖွဲ့အစည်းတိုင်းအဖွဲ့အစည်းတိုင်းကလည်းအဖွဲ့အစည်းတွေအားလုံးနှိပါပေါ့တော်တော်များများကပြောနေတာကဒီအနာထိန်မှုဟာမဟုတ်ပါဘူးတဲ့အနာသိမ်းတာပါမှားနေပါတယ်အဲ့သူတို့နိုင်ငံတကာအဖွဲ့အစည်းရထောက်ပြတယ်အဲ့တော့အဲ့တော့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဒီအမားမှန်ကဒီ6ဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုဆုံးဖြတ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မကြာကျွန်တော်တေချာရှင်းပြနေတာပါနော်တေချာ30 30ပြနေတာပါ အဲ့တော့နိုင်ငံအဖွဲ့အစည်းတွေ ICJ ပြီးတော့နိုင်ငံတကာဒီ constitutional network တို့ဒီလိုမျိုးဖွဲ့စည်းတွေပေါ့ INGO ရေဒီဘယ်ကောင်းလဲ international non government organization တွေပေါ့ဒီဖွဲ့စည်းတွေကလည်းလူ့ခွင့်ရေးဖွဲ့စည်းတွေကလည်းဒီအာဏာသိမ်းမှုဟာမဟုတ်ပါဘူးအာဏာသိမ်းတာဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုအဲ့ဒီပုံမှာအဓိကအခြေခံသွားတဲ့အတွက်ကြောင့်မို့လို့ဟုတ်ပြီကျွန်တော်ဆက်ပြီးကြည့်အောင်ဦးမင်း online အာဏာသိမ်းတာကဘယ်လိုခေါ်မလဲကျွန်တော်တို့သမ္မတရဲ့ ဟို ICJ ဆိုဘာပြောလဲဆိုတော့ခါကြတော့ဗျာနော်ဟိုဒီပေါ့ပုံမှန်လေးတစ်ခွန်ရအာနာထိမ့်မယ်ဟေ့ဆိုလို့ရှိရင်ပေါ့အဲတမရကတမရကတမရမယ်လောက်ပိုင်မှုရှိရအဲ့ဒါဘာဖြစ်လို့ဥမျိုးစီရလောက်လဲပေါ့အဲဒီပုံစံမျိုးတွေအထိသူတို့ကဝေဖန်ထောက်ပြထားတာရှိတယ်နော်ဝေဖန်ထောက်ပြထားတာရှိတယ်အဲ့တော့အဲ့တော့ဒါဆိုလို့ရှိရင်ခင်ဗျားတို့ပြောတဲ့အတိုင်းဆိုရှင်အခုအများစုလူများစုနေနေတော့ရမယ်ဆိုရင်မှားတယ်ဆိုတဲ့သူတွေတော်တော်များတာဘူးဗျာနော်တော်တော်အများဆုံးဖြစ်နေတာပါအခုကအဲ့တော့ လူများစုနေရပြောမယ်ဆိုလို့ရှိရင်တော့ NCA ဒီတရားဝင်ဒီနော်အခုနိုင်ငံရေးပါတီများဒီအခုလက်ရှိ ရှိနေတဲ့နိုင်ငံရေးပါတီများဒီတရားဝင်ဟုတ်ပြီနော်အဲဒေါ်ဆန်းစုကြည်အစိုးရဒီတရားဝင်ခဲ့ဤအဲထို့သူကျွန်တော်တို့ဦးသိန်းစိန်အစိုးရဒီတရားဝင်ခဲ့ဤလွတ်တော်ဒီတရားဝင်ခဲ့ဤဒါဆိုမှားတယ်ဟဲ့ဆိုရင်မှားတာဆိုလို့တယောက်ပဲတရားမဝင်တာတော့ဦးမင်းအွန်လိုင်းတယောက်ပဲဖြစ်နေတယ်အဲ့တော့ တော့ဒီကိစ္စမှာဒီဒီဘောเนาะမဝင်တဲ့အဖွဲ့ကြီး6ဖွဲ့ရဲ့ဆုံးဖြတ်ချက်မှာတော့အဲကျွန်တော်ဒါသုံးသပ်လို့ရသွားပြီပေါ့နော်ဦးမေအောင်လည်းပညာမတတ်ပါဘူးပြရတယ်သူစဉ်းသင်ပါပြီတဲ့နော်ကျော်ဆိုးကျော် music record channel music ပါလဲ call channel ရပြောနော်အဲ့တော့အမ်ဘယ်လိုခေါ်မလဲဆိုတော့ ICJ ကပြောတာပါဗျာနော် ICJ တရားတရားရေး ဒီဟာရှိကပြောတာကတော့သူကတမရကို ဖမ်းပြီးတော့มาတဲ့เนาะဒါမျိုးကြီးညာတာဟာဆိုတော့တရားလုံးဝမဝင်ဘူးဒါကသူ့ရဲ့ဆုံးဖြတ်ချက်ပေါ့เนาะနောက်ထပ် IDEA ဆိုတဲ့အဖွဲ့အစည်းပေါ့ IDEA ဘာမှမဆိုလို့ရှိရင်ကျွန်တော်တို့အဲနိုင်ငံတကာအဖွဲ့အစည်းတစ်ခုပေါ့အဲ့အဖွဲ့အစည်းကပြောရဲဆိုလို့ရှိရင်တမရကိုဖြုတ်ချမယ်ဟဲ့ဆိုလို့ရှိရင် impeachment trial နဲ့တင်းတင်းကြပ်ကြပ်ဖြုတ်ချတယ်အဲ့လမ်းကြောင်းမဟုတ်ပဲねအခြေခံဥပဒေရော procedural break လို့ခေါ်တာပေါ့ဟုတ်ကောင်းမလဲ breach လို့ခေါ်တာပေါ့နော် procedural breach လို့ constitutional procedural bridge လို့ခေါ်တယ်။ခြေကံဥပဒေရဲ့လုံထုံးလုံလီကိုစန့်ကျင်ပြီးတော့เนาะတမရကိုဖြုတ်ချလိုက်တဲ့အတွက်ကြောင့်မို့လို့လဲဒါဟာတရားမဝင်။အဲ့တော့ဒီတရားမဝင်မှုအောက်မှာဒီ NCA ကလက်ရှိတာဆိုတရားဝင်နေသလားဥမင်း online ဆက်လက်ပြီးတော့ကျင်းပဖော်ဆောင်နေတဲ့ NCA ကလက်ဆက်လက်တရားဝင်နေသလားဆိုတော့ NCA ကတရားဝင်တယ်။ဒါပေမဲ့ဥမင်း online ကတော့တရားဝင်မှုနဲ့ကင်းကွာနေတာကိုသူကတွေ့ရတယ်ပေါ့နော်။ခင်ဗျားတို့အခုဆုံးဖြတ်ချက်ကိုကျွန်တော်ကြည့်တာပါ။ပြည်သူရဲ့ဆုံးဖြတ်ချက်ပါနော်။